ခရမ်းကျင်နေငပီကြလို့ကိုအတွက်ခရမ်းကျင်သည်နန်းနံမင်းငယုတ်သည်စိန်ပစုံချောင်းမော်ငပီတောင်စတာတွေပါဝင်ပါမယ်ခရမ်းကျင်နေလေးတွေတုံးလေးတွေလီပေးထားမယ်ဂျင်းချက်တော်မူချက်တော်နေလေးတွေလည်းလီပေးထားပါမယ်စီစူလာပြီဆိုလို့ရှိရင်တော့ဂျင်းချက်တော်မူချက်တော်နေတို့ကိုထည့်ပြီးတော့မှတေချာလေးစီတက်ပေးထားပါမယ် ရောင်တင်မုံလေးထည့်ပြီးတော့မှရောင်တင်မုံအနံ့ပေါ့နော်ဖြောက်တဲ့အတီကိုဒီစားလေးစီတက်ပေးလာပါမယ်ပြီးရင်တော့ကြမ်းကျင်သီးလီးထားတာလေးတွေကိုထည့်ပါမယ်ကြမ်းကျင်သီးလေးကိုလည်းဤသွားအောင်လို့မှမှွေပြီးထားပါမယ်ပြီးရင်တော့ငံပြားကြီးလေးထည့်ပါမယ်စားအနေငယ်ထည့်ပါမယ်ဒီမှာရတာမုံလေးထည့်လို့ရပါပြီနော် ်ငပီတောင်းလည်းထည့်ပေးထားပါမယ်။ငပီတောင်းလေးကိုကြတော့ဘုံတော့ခြေအောင်လို့နည်းနည်းလေးခြေပေးရပါတယ်။ပြန်တော့ပဇွန်ချောင်းမုတ်လေးထည့်ပါမယ်ပဇွန်ချောင်းမုတ်မထည့်လဲရတယ်ပေါ့နော်ထည့်တော့ပို့ပြီးတော့ထွေးထွေးလေးနဲ့စားလို့ကောင်းလို့ပါမြုပ်သီးစိမ့်လေးတွေထည့်ပေးထားပါမယ်မြုပ်သီးစိမ့်နဲ့ကရမ်းကျင်လေးတေချာလေးရောသွားတဲ့ဒီပေါ့နော်ပိုးလဲမကအောင်လို့ကရမ်းကျင်လေးအနှစ်ကလေးတွေများများထွက်လာပြီးကြေဝါးတဲ့ဒီမှုေပေးထားပါမယ် ပြီးရင်တော့နန်းနံမင်းထည့်ပါမယ်။တချို့ကကျတော့နန်းနံမင်းထည့်ပြီးရင်အိုးအိုးချလိုက်ကြတာများတယ်ပေါ့နော်။ဒီမှာတော့နန်းနံမင်းရဲ့အနံ့လေးပါပါခြင်းတဲ့အတွက်ထပ်ပြီးတော့မှတည်ပြီးပြီးတော့မှွေပေးထားပါမယ်။အခုဆိုရင်တော့ရပါပြီ။အခုဆိုလို့ရှိရင်တော့အသားရင်းတွေထက် green ပို့တွေ့စေမယ်။ကြမ်းကျင်တဲ့ငပိချက်လေးရပြီပဲဖြစ်ပါတယ်။ချစ်စုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။